မိကန်ရဲ့အဝေးစားအမပြေမှုအတွက်အားလုံးကိုတောင်းပန်လိုက်တဲ့ရှင်မွေဒီမိတ္တမြရှင်ရှင်မွေဒီနဲ့ရွှေထူးကဖရှင်မှာအမြဲတမ်းမိမ့်မိုက်နေပြီးသူတို့ရဲ့မြန်မာတဲ့အယံမောင်းကြောင့်ဖေအဝေးစားနဲ့ဖြစ်ဖြစ်လိုက်ဖဲနေတတ်ပါတယ်။ဒါပေမဲ့ဒီရပိုင်းအတွင်းမှာတော့ရှင်မွေဒီနဲ့ရွှေထူးတို့ကသူတို့ရဲ့အဝေးစားအပြင်ဆင်မှာအနှဲငယ်လိုအပ်ချက်ရှိသွားတာကြောင့်လူအများကိုပြန်လဲတောင်းပန်လိုက်ရပါတယ်။ရှင်မွေဒီနဲ့ရွှေထူးတို့ကအဝေးစားလဲမတတ်မရဖြစ်နေတဲ့အပြင် သပင်တောင်မဖီးလာနိုင်တဲ့ပုံစံ ဖြစ်နေတာကြောင့်ဝေဖန်မှုတွေရှိခဲ့ပါတယ်။မိခလည်းမလိမ့်လာတာကြောင့်မျက်နှာကအားနှဲနေတဲ့ပုံစံဖြစ်နေခဲ့ပြီးတချို့တွေကတဘောမကြကြပါဘူး။စိတ်မပါလက်မပါနဲ့ရိုက်ကူးရေးလုပ်နေတယ်လို့ပြောကြတယ်လို့မိကမပါတော့လဲမလာဘူးဆိုပြီးဝေဖန်နေကြတာပါ။ရွှေထူးကပစိုးကိုမင်းကြီးမယားဝတ်ထားလို့သူ့ကိုပြောဆိုရှင်သူတွေလည်းရှိကြပါတယ်။တချို့တွေကလည်းဒီလိုဝတ်ဆင်လာတာကမလေးမစားလုပ်တဲ့ဆိုပြီးအမြင်အမျိုးမျိုးနဲ့ပြောဆိုတာကြောင့် ရှင်မုံရည်တီကပဲနောက်ဆုံးမှတောင်းပန်လာရပါတယ်။ဒီလိုနှစ်ယောက်လုံးကဖျော်ဖြေရေးတွေဆက်တိုက်လုံးနေရပြီးခီးပန်းလာခဲ့တာကြောင့်မိကန်နဲ့အဝတ်စားအဆင်မပြေဖြစ်သွားခဲ့ရတယ်လို့ဆိုပါတယ်။ကြောက်နိုင်ငံတော်ကလူကြီးမင်းတွေနဲ့မိဘပြည်သူတွေကိုမလေးမစားလို့တလို့ဖြစ်သွားခဲ့ရင်တောင်းပန်တဲ့အကြောင်းကိုရေးတင်ထားခဲ့တာပါ။ရှင်မုံရည်တီကလူအများရဲ့အမြင်အမျိုးမျိုးကိုကြားခဲ့ရပြီးတဲ့နောက်မှာအထွန်းလွဲမှမှစိုးရင်တာကြောင့်ပြန်လည်ဖြည့်ရှင်းလာပါတယ်။ခီးတွေပန်းလာတဲ့အချိန်မှတော့ အနှစ်ပညာရှင်တွေလည်းလူသားတွေပဲဖြစ်လို့ပင်ပန်းပြီးမိကနဲ့အဝတ်စားပေါ်မှာအားရသွားကြပါလေဒါကလည်းပြိတ္တတွေကနားလည်ပေမဲ့တချို့တွေကတော့အထင်လွဲသွားခဲတာပါရွှေမုံရည်တီကဒီနှစ်တွေအတော်တွင်းမှာကျမကြီးကြောင့်အနှစ်ပညာအလုပ်တွေကိုမလုပ်ပဲနားနေခဲတာပါအကယ်ဒမီယထားပေမဲ့အစာအိမ်ယောဂါကမကြာခဏပြန်ပေါ်လာလို့အနားယူရပြီးဖြောဖြည့်ရည်တွေရှိမှပဲတရှင်းဆိုလေးရှိပါတယ်ကျမကြီးလည်းမကောင်းတဲ့အပြင်ဖြောဖြည့်ရည်တွေစတိုက်ဖြစ်လာတဲ့အချိန်တွေမှာ အဝတ်စားနဲ့အပြင်ဆင်မှာအားနေတော့တာပါဒါပေမဲ့ချွေမုံကြီးဒီကိုတော့ပြည်သက်တွေကနားလဲပေးကြပြီးကြားမာရေးကိုပဲခရူးဆိုင်ဖို့အတွက်ပြောနေကြတာပါမိကနဲ့အဝတ်စားပြင်ဆင်ရောက်သွားပြီတော့တနင်္ဂနွေလုံးကိုတောင်းပန်လိုက်ရတဲ့ရွှေမွေဒီပေါ်အမြန်ဆုံးနေကောင်းလာစေဖို့ဆုတောင်းပေးလိုက်ပါတယ်တီချူပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးထူပဲတင်ရှိပါရရှင်